များယုံကြည်ရတဲ့ရလဒ်တစ်ခုဖြစ်လာနိုင်ွယ်မရှိလို့စစ်တပ်အုပ်ချုပ်တဲ့မြန်မာနိုင်ငံမှာပြုလုပ်မဲ့ရွေးကောက်ပွဲကိုလေးလာဆောင်ကြည့်သူတွေဆေလွတ်ဖို့အစီအစဉ်မရှိဘူးလို့ဥရောပသမ္မဂရဲ့လူခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်ကဆာအိုလွန်ဂရန်ကကြာတာပရီနေမှာပြောပါရယ်ဥရောပသမ္မဂဟာတက်ဆိုင်သူအားလုံးမပါဝင်တဲ့မြန်မာစစ်ကောင်စီရဲ့ဒီဇင်မာရွေးကောက်ပွဲကိုအတိမတ်မပြုဘူးလို့သူကဆိုပါရယ်ဒီဇင်မာလနောက်ပိုင်းမှာစတင်မဲ့ရွေးကောက်ပွဲဟာ 2021ခုနှစ်အာဏာသိမ်းမှုမှာအယက်သားဒီမိုကရေစီဆိုရကိုဖျောက်ချပြီးနောက်မြန်မာစစ်တပ်ကိုတရားဝင်မှုရရှိစေမဲ့အတူရောင်ရွေးကောက်ပွဲလိုအနောက်နိုင်ငံတွေကခေါ်ဆိုခဲ့ပါတယ်။မြန်မာနိုင်ငံမှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပဖို့လိုအပ်တဲ့အခြေအနေတွေပြည့်မီခြင်းမရှိလို့လေးလာဆောင်ကြည့်သူတွေစိတ်လွတ်ရင်တောင်ရွေးကောက်ပွဲရလဒ်ကိုပြောင်းလဲစေမှာမဟုတ်ဘူးလို့ကဆာအိုလောင်ဒရန်ကပြောပါရယ်စေဆိုးရကမကထလုတ်တဲ့ရွေးကောက်ပွဲလို့ကျမခေါ်ပါမယ် စေစိုးရကရွေးကောက်ပွဲကိုကမကထန်လုပ်ရင်ရားလက်တစ်ခုတောင်ထွက်စေနိုင်ပါတယ်လို့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာမီဒီယာတစ်ခုနဲ့အင်တာဗျူးမှာ၎င်းကပြောပါရယ်တိုင်းပြည်တော်ဝန်နေမြေများပြားကိုသိမ်းပိုက်နိုင်ခဲ့တဲ့လက်နက်ကိုင်တော်လှန်မှုတစ်ခုဖြစ်စေခဲ့တဲ့2020ခုနှစ်အာဏာသိမ်းမှုနောက်ပိုင်းမြန်မာနိုင်ငံဟာကစင်ကလျားခြေနေဖြစ်နေပါရယ် စစ်တပ်ကြောထောင်းနောက်ခံဆိုရဟာရွေးကောက်ပွဲကိုတနိုင်ငံလုံးတိုင်းတာနဲ့ကျင်းပနိုင်မှာမဟုတ်ဘူးလို့စစ်ကောင်မရှင်ကြီးကမင်းအောင်လိုင်းကဝန်ခံခဲ့ရာရွေးကောက်ပွဲမှာ အလုံးမပါဝင်နိုင်တာပထမဆုံးကြိမ်လူသိရှင်ညာဝန်ခံမှုဖြစ်ပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်နဲ့တွေ့ဆုံဖို့ဟန်ဂေရီနိုင်ငံကိုတွားရောက်ဖို့စီစဉ်နေတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကြေညာလိုက်ပါတယ်။ ယူကရိန်းနဲ့ရုရှားကြားအမဲဆက်ထင်းတဲ့စစ်ပွဲကိုအဆုံးသတ်ရေးကူညီလိုတယ်လို့ဒေါ်နယ်ထရန့်ကပြောပါရယ်ဂျာတာပရီနေကပူတင်နဲ့ဖုန်းနဲ့ပြောဆိုခဲ့ပြီးဆွေးနွေးမှုဟာပြုသဘောဆောင်ခဲ့တယ်လို့၎င်းကဆက်ပြောပါရယ်လာမယ့်နှစ်ပတ်အတွင်းပူတင်နဲ့တွေ့ဆုံပွဲရှိတယ်လို့ဆွေးနွေးမှုအပြီးမှာသူကသတင်းတောက်တွေကိုပြောပါရယ်လာမယ့်ပတ်မှာရုရှားကြီးလန်းတာဝန်ရှိသူတွေနဲ့အစည်းအဝေးတစ်ခုပြုလုပ်ဖို့သဘောတူခဲ့ပြီး အမေရိကန်ဖွဲ့ကိုနိုင်ငံရေးဝန်ကြီးမာကိုရူပီရိုကဥဆောင်မယ်လို့လည်းဆိုပါတယ်။ပုံပြောဆိုမှုဟာနှစ်နိုင်ခွဲနှိပါကြာမြင့်ခဲ့ပြီးအလွန်အသုံးဝင်ခဲ့တယ်လို့ရုရှားသမ္မတလက်ထောက်ယူရီဦးရှာကော့ဖ်ကဒေသနာမီဒီယာတွေကိုပြောပါတယ်။ယူကရိန်းကိုတူမာဟော့ဒုံးကျည်တွေပေးပို့နိုင်မှုနဲ့ပတ်သက်လို့ပူတင်ကဒေါ်နယ်ထရန့်ကိုသတိပေးခဲ့ပြီးအဲလိုလုံဆောင်မှာကနှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေမယ်လို့ပြောပါတယ်။ ယူကရိန်းသမ္မတဇယ်လန်စကီးဟာဒီနေ့အင်ဖြူရောမှာဒေါ်နယ်ထရန့်နဲ့တွေ့ဆုံမှာဖြစ်ပြီးဝါရှင်တန်မြို့တော်ကိုရောက်ရှိနေပြီလို့လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။ဇယ်လန်စကီးကပူတင်ကိုဝေဖန်ခဲ့ပြီးအမေရိကန်နိုင်ငံကတူမာဟော့တုံးကြည့်ပေးဖို့မဲ့ချိန်ချမှုကြောင့်ဆွေးနွေးမှုတွေပြန်ဆဖို့တွန်းအားပေးနေတယ်လို့ပြောပါတယ်။